အားလုံးမင်္ဂလာပါကျွန်တော်တို့နော်2019 2018 2019ပေါ့နော်သုံးနှစ်တာကာလအတွင်းမှာပြုလုပ်ခဲ့တဲ့နော် SME နဲ့ပတ်သက်တဲ့စစ်တမ်းတွေရပါဗျာအဲ့တော့ SME လုပ်ငန်းတွေရဲ့55ရာခိုင်နှုန်းကနော်လုပ်ငန်းတိုးချဲ့ဖို့နည်းပညာအသစ်တွေမှာရင်းနှီးမြှုပ်နှံမှုအတွက်အဓိကအတားအဆီးကဗန္ဓာရေးကိစ္စပဲဖြစ်ပါတယ် တို့ပြင်မယ်လည်းပဲเนาะဒီဘန်နာရေးကိစ္စတွေကိုတိတိကျကျစီမံနိုင်ဖို့เนาะစည်ရင်းနဲ့ဒီဘန်နာရေးဆိုင်ရာ professional တွေကိုစနစ်တကျခန့်ထားပြီးတော့เนาะလုပ်ငန်းဆောင်ပြကြတာကလုပ်ငန်းအလုံးပေါင်းရဲ့45ရာခိုင်နှုန်းပဲရှိပါတယ်အဲဒီလိုပြရတဲ့အကြောင်းရင်းကเนาะ SME owner တွေနဲ့ဒီ SME လုပ်ငန်းတွေကိုဥဆောင်နေကြတဲ့เนาะကျွန်တော်တို့ဒါ manager တွေမှာစည်ရင်းနဲ့ဒီငွေကြေးပညာเนาะ အားနည်းချက်တွေကြောင့်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ SME တွေမှာလိုအပ်တဲ့ဒီစည်ရင်းတဲ့ငွေကြေးပညာရေးကိုဒေါတိရရောက်ကျွန်တော်တို့ဒါလေ့လာသင်ယူနိုင်မှုအတွက်သင်တန်းလေးတစ်ခုစီစဉ်ထားပါတယ် ့ဒီတနက်လေးကကျွန်တော် finance for non finance manager ဖြစ်ပါတယ်ဒီတနက်လေးကိုဘယ်သူတွေတက်လို့ရလဲဆိုလို့ရှိရင်တော့နော်ပထမဆုံးကတော့ SME owner တွေပေါ့နော်နောက်ပြီးတော့ကျွန်တော်ဒီ SME လုပ်ငန်းတွေကိုဦးဆောင်နေကြတဲ့ manager တွေပါအထို့ပြင်ကျွန်တော်တို့နော်ဒီ accounting and finance နယ်ပယ်ကမဟုတ်တဲ့နော်အာနယ်ပယ်အသီးသီးက manager တွေနဲ့တက်လို့ရပါတယ်ဒီတနက်လေးကကျွန်တော်ဒါ၅ချိန်မြောက်အဖွင့်နဲ့တင်တန်းဖြစ်ပါတယ်အဲ့တော့တင်တန်းသားပေါင်း300လောက်ကို တင် जा မျှဝေခဲ့ပြီးဖြစ်ပါတယ်။တင်တန်းလေးကိုစိတ်ဝင်စားလို့เนาะကျွန်တော်တို့လေ့လာခြင်းနဲ့တင်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့အာတင်တန်းနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုဒီဗီဒီယိုရဲ့အောက်မှာ comments မှာကျွန်တော်အာရေးထားပေးပါတယ်တင်ထားပေးပါတယ်။အဲ့တော့အခုလိုအချိန်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော်တင်တန်းမှာလည်းပြန်ဆုံကြပါတယ်။ finance မှာအခက်မတွေ့ကြပါစေနဲ့။ bye bye